င်းကိုတချို့ကအာပြောတယ်တန်ခါရဏတန်ခါတန်ခါရဏ49ပါခလားတန်ခါရဏ49ပါပါအဲ့တော့59ပါအရှင်များကိုလာမစစ်ဘူးလားလို့လာစစ်မှာလို့မျိုးမျိုးပြောကြတယ်။ဥစရာရည်ချင်းတယ်။အဲ့လိုမျိုးပြောလို့ရှိရင်အဲ့လိုစစ်မဲ့ဆရာတော်တွေကိုလမ်းစိတ်ပါပြောမှာ။အသွားပြန်လမ်းစိတ်ဆွန့်ကျွေးမှာပြင်ပြီးတော့အခုလည်းတရားဝင်ကြညာတယ်။ပြင်ုံပြုံးမှာ။ အဲ့တော့ဦးစင်းကိုတိုင်းဒီရန်ပေါ့မှာနှစ်လပဲရှိတယ်။တပိတ်တလုံးသင်္ကန်းသုံးနေတယ်။ဦးစင်းအဲ့လန်ကားရန်နာတန်ခါနာက48ပေါ့လိုက်ရှာ။ပရမတ်တေဦးစရာတော်ရှိတယ်။နောက်ကအိမ်ပေါ်ပြီးအဖုံးရပါဦး။တန်ခါနာက48ပါ။ဘလူဆက်တွေ့ရမလဲ။တာသာကြီးပွင့်ပွင့် တော့ဘယ်လိုပြောရမလဲခက်ခဲတဲ့စီမကြောက်ဘူးဒီကိစ္စနဲ့ပတ်သက်ပြီးတော့မနေ့ကမဟာနာဆရာတို့ဤဒီကိုယ်တိုင်းစီဝင်ဆုံးဖြတ်တဲ့အခါမှာအရိယာမန်နိုင်တော့ရရိုက်တာဥဒုရိယရဲ့တုံးဆုံးမှုတွေကအာတမဝါဒဖြစ်တဲ့အတွက်ဥဒုရိယအပါဝင်သူ့ရဲ့တပည့်အတော်ကတပည့်တပည့်29ဦးကိုအာတမဝါဒတွေစွန့်လို့ဖို့မဟာနာဆရာတို့ဤဒီကဆုံးမဩဝါဒ ဓမ္မဆက်နဲ့အဆုံးမဝါဒဖြစ်ခဲ့တယ်။သို့တော့ဥတုရိယပါဝင်28ဦးကဓမ္မဆက်ရဲ့အဆုံးမကိုမခံယူဘဲနဲ့သူတို့ရဲ့အာဓမ္မဝါဒကိုမဆုံးလွတ်နိုင်ဘူးဆိုပြီးတော့လက်မှတ်မထိုးပါဘူး။ဒါကြောင့်မို့လို့ဓမ္မဆက်နဲ့အဆုံးမကိုအရေးယူလို့မရရင်အာနာဆက်နဲ့အဆုံးမရမယ်ရှင်ဖြစ်ပါလိမ့်။နော်။ဆိုတော့ကအာဓမ္မဆိုတာဓမ္မကိုနိုင်ယူထုံးစံမရှိဘူးလို့ကျမတို့ပြောလို့ရှင်းရှင်းပဲပြောရပါလိမ့်မယ်။ဟုတ်ပြီနော်ဓမ္မရအခုဘာကမ္မထအားထုတ်လာနော်ဝေဒနာကမ္မထပါခင်ဗျာဝေဒနာကမ္မထအားထုတ်ပြီနော်ဟုတ်ပြီအဲ့တော့ဝေဒနာကမ္မထအားထုတ်နေဥစဉ်တရားတွေအခုအားထုတ်တော့အားထုတ်တော့မဲလား ထုတ်ပါခင်ဗျာထုတ်တော့မယ်ဟုတ်ပြီအဲ့တော့ဒီမှာရတော့အားထုတ်တော့မယ်ဆိုတော့ဦးနှောကအခုဦးစင်းရဲ့တရားတွေကိုနော်ဒီကဘာကြီးမှာဟောကဘာကြီးဝင်းနီးဆရာကပေါ့နော်ဦးစင်းဝင်းနီးဆရာအဖွဲ့ဝင်းနီးထိုးတွေအဖွဲ့တွေကဦးနှောကိုတော့ဒီမှာတို့ဦးနှောကျင့်သုံးတဲ့တရားတွေတော့အာရမဝါရလို့ဆုံးဖြတ်လိုက်ပြီပေါ့အဲ့ဒီမှာကြားလားသိပါခင်ဗျာသိတာနော်အဲ့လိုသိတဲ့ချိန်မှာဒီမှာဘယ်လိုခံစားရလဲဒီတော့ကဒီဥစ္စာဖုံးဖုံးအရင်ဟောခဲ့ရတဲ့ဒီလိုမျိုးဒီဒီလိုဟောလို့ရှိရင်ဒီလိုလာပြပြောလို့ရှိရင်ဒီအသက်နဲ့ခန္ဓာကို တင်မလားနေမလားအလိုမျိုးဟောခဲ့တယ်ပြီးတော့ကဖုန်းမှာကဒီလိုမျိုးဝကျွေးဒီဝိပဝေပါလာရှိနေမလို့တွေးခဲ့ပါစေအဲ့တော့ဒီလိုတိလိုက်တဲ့အချိန်မှာမအံ့ဩပါဘူးခင်ဗျဟုတ်လားဗောဥညာငကိုလည်းအဲ့လိုပြောထားတာကိုသိရပေါ့အဲ့ဒါရှင်မမလည်းဒီလိုမှလည်းအဲ့လိုဝကျွေးရှိနေမယ်လို့ကြိုသိကြတာပေါ့နော်အဲ့ဒါမှမအံ့ဩပါဘူးခင်ဗျမအံ့ဩဘူးဒါအချက်လောက်ဆိုတော့သူသိနေပါဘူးနော်ဒီလိုမျိုးရှိလို့ဒါဥညာဒီလိုပြောနေတယ်ဆိုတော့သိနေပါဘူးဒါမကြီးလည်းသိနေအဲ့တော့အာရမဝါဒလို့ဆုံးဖြတ်လိုက်ပြီဓမ္မကြီးဥညာတရားကြီးအာရမဝါဒဖြစ်သွားပြီအဲ့တော့ဓမ္မကြီးရဲ့ရင်ထဲကဓမ္မတွေရော အာရမဝါဒဖြစ်မသွားဘူးလား ဝိုင်းကျင်သုံးနေတဲ့ကုတရားတွေကအာရမဝါဒဖြစ်မသွားဘူးလားတပည့်တော်တို့သိရဲ့တရားပါဒီခန္ဓာ၅ပါးရဲ့အကြောင်းကိုခန္ဓာ၅ပါးကိုခန္ဓာ၅ပါးရဲ့တဘာဝကိုတဘာဝမှန်သိသွားတာဖြစ်တဲ့အတွက်ဒီခန္ဓာ၅ပါးကအမြဲမှန်နေတဲ့တရားဖြစ်တဲ့အတွက်မှားသွားလားဆိုတာမရှိပါဘူးကြည့်အာရမအာဝါရမအာရမဝါရမဖြစ်နိုင်ဘူးလားပုံမှန်အာရမပုံမှန်တော့ဆုံးဖြတ်လိုက်ပြီအာရမဝါရလို့ကဘာကြီးကဘယ်လိုဆုံးဖြတ်ချက်ချလိုက်ပြီသူတို့ကဒီလိုပေါ့နော်တပည့်တော်တို့အစာကျက်တလို့မျိုးဆိုရင်ဒီ the biology is the study of living solution သူတို့ကတပည့်တော်ကတဲ့ the study of living is biology ဆိုပြီးပြောင်းပြန်ခံပြီးပြောလိုက်တာကိုမှားတယ်ဆိုပြီးတော့ယူဆရင်တော့တို့တော့မှားပါတယ်သူပဲသူပြောသလိုပဲမှားတယ်လို့ပဲပြောရမှာပေါ့ကြောက်တယ်ဆိုတာမဟုတ်တာလို့တော့မှကြောက်တယ်ကိုတရားဆက်နေတော့ကိုကိုယ်တိုင်းစစ်ခံကြတယ်ပြောမစလို့ license သွင်းနေတယ်ဗျ license သွင်းနေတယ်အဲ့တော့စစ်မဲ့စစ်မဲ့ပြောရင်ဦးဇေအရေးကြီးတယ်ဦးဇေစစ်သေးတယ် အဲ့တော့စစ်ရင်လည်းမရှိအကျဉ်းညံလည်းဘယ်လောက်ဒီဘယ်လောက်ဒီသုံးသက်လာတာအဲ့စစ်တဲ့လူတွေအကုန်လုံးကောရက်မှာကြော်ပေါ်မှာအဲ့လောက်ဒီဦးဇင်းကသူတို့စစ်နေနေဦးဇင်းတဆိုင်တည်းကိုနိုင်ငံရောက်တဲ့ကြော်ပေါ်ပြီအဲ့လောက်ဒီဦးဇင်းကမောင်းတယ်လာရဲ့အဲ့သူတို့ကိုလမ်းရှာတယ်အဲ့တော့ဦးဇင်းကိုစစ်မဲ့ဆိုစစ်တဲ့ဆရာတော်တွေနေတည်ပြီးမျိုးနယ်တည်ပြီးရတာဟုတ်လားအဲ့ရတယ်ဦးဇင်းလမ်းစိတ်ပါပြောမှာဦးဇင်းအဲ့လောက်ဒီကိုကြွေချက်ရှိဦးဇင်းဒီတရားပေါ်မှာဦးဇင်းယုံကြည်မှုပေါ့နော် အဲ့တော့ဒီတရားပေါ်မှာဘယ်လောက်ကြီးယုံကြည်လဲအင်းဒီငါဒီသစ္စာတရားတွေဟောလို့ငါ့ကိုမကျင့်တတ်လို့ခုလိုမျိုးဝန်ကြီးဆရာပဲဖြစ်ဖြစ်မကျင့်တဲ့လူကအမျိုးမျိုးကြောက်ချတော့ထောင်ကြရင် ထောင်ထဲမှာပေါ့မကျင့်တဲ့လူရှင်များကိုမယုံဘူးရှင်များတရားတွေကမှားတယ်တွေ့တယ်မကျင့်တဲ့ဘူးလားလဲဆင်းပြီးလိုက်ဘုရားတရားအဲ့တေးတဲ့ဥစဉ်ကိုလဲခေါင်းပြတ်မဲ့လူလဲဦးပြရေးပြီးဘူးစာချုပ်မှာလက်မှတ်ထိုးပြီးဦးမှာကြည်ပြူသွားနဲ့သူ့မှာအပြစ်မရှိကြအောင်ကျွန်တော်ကိုယ်တိုင် ဦးဇင်းကိုယ်တိုင်လက်မှတ်ထိုးပေးပါဟုတ်လားဘုမပြောတာမဟုတ်ဘူးဦးဇင်းပလင်ပေါ်မှာလည်းပြောတယ်ဟောတဲ့တရားတွေမှာလည်းရှိတိုင်နာတော့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရန်ကုန်တိုင်းဒေသကြီးလဲကူးမြို့နယ်အမြန်လန်း16မိုင်5ဖလုံးအနီးအရိယာမန်နိုင်တော်ရရိတ်တာဆရာတော်အရှင်ဟိယရဲ့ဟောကြားမှုများသည်အတ္တမဝါဒီဖြစ်ကြောင်းနိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့ကလက်မှတ်ထိုးအတည်ပြုလိုက်တော်လဲအရှင်သူရိယကလက်မခံဘဲအတ္တမဝါဒီတရားတွေကိုဆက်လက်ဟောကြားနေပါတယ် နိုင်ငံတော်တန်ခမဟာနိုင်ကအဖွဲ့ကရွေးချယ်ဖွဲ့စည်းအပ်သောနိုင်ငံတော်တရားဝိနည်းတို့အဖွဲ့ဆုံးဖြတ်ချက်လှုပ်ထုံးလုံးများဝိနည်းဓမ္မကံမူခင်စောဒကပတ္တန္တနာတာပါ6ဦးကဥတူရိယပါ28ဦးတို့ရန်ကုန်တိုင်းဒေသကြီးလှဲ့ကူးမြို့နယ်အမြန်လန်း16မိုင်5ဖလုံးအနီးအရိယာမန်နိုင်တော်ရရိတ်တာကြောင်းတိုင်း၌ဖြစ်ပွားသောဓမ္မအတ္တမမူခင်ကိုနိုင်ငံတော်တန်ခမဟာနိုင်ကအဖွဲ့ကရွေးချယ်ဖွဲ့စည်းအပ်သည့် ဝီနေတိုဆရာတော်များပါဝင်သောနိုင်ငံတော်တီချာဝီနီတိုအဖွဲ့အမှတ်ကကိုရိုင်းလက်မှတ်ရေးထိုး၍ဝီနီတရားတော်နှင့်အညီဆုံးဖြတ်ချက်ချမှတ်လိုက်ပြီးဆုံးဖြတ်ချက်စောဒါကပုဂ္ဂိုလ်6ဦးတို့ကတင်ပြအပ်သောရန်ကုန်တိုင်းဒေသကြီးလဲကူးမြို့နယ်အမြန်လန်း16မိုင်5ဖလုံးအနီးစုတီတာကဥတူရိယပါ28ဦးတို့၏ဟောပြောချက်များသည်တန်ဃာယနာ6တန်တင်ထေရဝါဒပါဏိတော်အထကထာထီကာရုနှင့်မညီညွတ်သောကြောင့်အထမဝါဒဖြစ်သည်ဟုလကောက် ထိုအတ္တမဝါဒကိုဟောပြောသူလက်ခံသူပုံနှိပ်ဖြန့်ဝေသူတို့သည် အတ္တမဝါဒီများဖြစ်ကြသည်ဟု၎င်းထိုအတ္တမဝါဒများကိုအတန်တွင်းထားပုံနှိပ်ထားရေးသားထားအင်တာနက်တင်ထားမှတ်တမ်းတင်ထားသောအရာဝတ္ထုမှန်သမျှတို့သည်အတ္တမဝတ္ထုဖြစ်ကြသည်ဟု၎င်းဝိနည်းတို့ဆရာတော်ကြီးများကတညီတညွတ်ထဲဆုံးဖြတ်တော်မူကြသည်ဟုတ်ပြီနော်ဓမ္မကြီးအခုဘာကမ္မနာအားထုတ်လာနော်ဝေဒနာကမ္မထာပါခင်ဗျာဝေဒနာကမ္မထာအားထုတ်နော်ဟုတ်ပြီတော့ဝေဒနာကမ္မထာအားထုတ်နေဥစဉ်တရားတွေအခု အထုတ်တော့အထုတ်တော့မဲလားထုတ်ပါဘူးအထုတ်တော့မဲဟုတ်ပြီအဲ့တော့ဒီမှာရတော့ခုအထုတ်တော့မဲဆိုတော့ဥလုံးကခုဥစဉ်ရဲ့တရားတွေကိုနော်ဒီကဘာကြီးမှာဟောကဘာကြီးဝင်းနီးဆရာကပေါ့နော်ဥစဉ်ဝင်းနီးရအဖွဲဝင်းနီးတို့တွေအဖွဲတွေကဥစဉ်တို့ကိုတော့ဓမ္မကြီးတို့ဥစဉ်တို့ကျင့်သုံးတဲ့တရားတွေတော့အာရမဝါရလို့ဆုံးဖြတ်လိုက်ပြီပေါ့အဲ့ဒီမှာကြီးကြားလားသိပါဘူးဖြစ်သိတာနော်အဲ့လိုသိတဲ့ချိန်မှာဓမ္မကြီးဘလို့ခံစားရလဲပြောကဒီဥစ္စာဘုံဘုံအရင်ဟောခဲ့တဲ့အတိုင်းဒီလိုမျိုးဒီ ဒီလိုဟောလို့ရှိရင်ဒီလိုလာပြီးပြောလို့ရှိရင်ဒီအသက်နဲ့ခန္ဓာကိုတင်မလားနေမလားအလိုမျိုးဟောခဲ့တယ်ဒီပြောကဖုံးမှာကဒီလိုမျိုးကိုကျွေးဘူးဘူးပဲဝေပါတာရှိနေမလို့တွေးခဲ့ပါဖြစ်အဲ့တော့ဒီလိုတိလိုက်တဲ့ချိန်မှာမအံ့ဩပါဘူးဖြစ်ဟုတ်လားဟောဦးဇင်းကငကိုရဲအဲ့လိုပြောထားတာကိုသိတယ်ပေါ့အဲ့ဒါရှင်မြတ်မှလည်းဦးဇင်းမှလည်းအဲ့လိုဝေကျွေးရှိလိုက်မယ်လို့ကြိုသိထားတာပေါ့နော်အဲ့ဒါမှမအံ့ဩပါဘူးဖြစ်မအံ့ဩဘူးဒါဖြစ်လာမှဆိုတော့ကြိုသိနေတာပေါ့နော်ဒီလိုမျိုးရှိလို့ဒါဦးဇင်းကဒီလိုပြောနေတယ်ဆိုတော့သိနေတယ်နော်ဒီမှာကြီးလည်းသိနေအဲ့တော့ အရမဝါဒလို့ဆုံးဖြတ်လိုက်ပြီဓမ္မရဲ့ဥဒင်းတရားတွေအရမဝါဒဖြစ်သွားပြီအဲ့တော့ဓမ္မကြီးရဲ့ရင်ထဲကဓမ္မတွေရောအရမဝါဒဖြစ်မသွားဘူးလားအာဘာကျင့်သုံးနေလဲကုတရားတွေကအရမဝါဒဖြစ်မသွားဘူးလားတပည့်တော်တို့တည့်ရဲ့တရားကဒီခန္ဓာ၅ပါးရဲ့အကြောင်းကိုခန္ဓာ၅ပါးကိုခန္ဓာ၅ပါးရဲ့သဘာဝကိုသဘာဝမှန်သိသွားတာဖြစ်တဲ့အတွက်ဒီခန္ဓာ၅ပါးကအမြဲမှန်နေတဲ့တရားဖြစ်တဲ့အတွက်မှားသွားလားဆိုတာမရှိပါဘူးခင်ဗျ အာရမအာဝါရအာရမဝါရမဖြစ်နိုင်ဘူးလားပုံမှန်အာရမဟိုမှာတော့ဆုံးဖြတ်လိုက်ပြီအာရမဝါရလို့ကဘာကြီးကဦးဇင်းဆုံးဖြတ်ချက်ချလိုက်ပြီသူတို့ကဒီလိုပေါ့နော်တပည့်တော်စာချက်တလိုမျိုးဆိုရင်ဒီ the biology is the study of living things solution သူတို့ကတပည့်တော်က the study of living is biology ဆိုပြီးပြောင်းပြန်ထမ်းပြီးပြောလိုက်တာကိုမှားတယ်ဆိုပြီးတော့ယူဆရင်တော့တို့တော့မှားပါတယ်သူပဲသူပြောသူလိုပဲမှားတယ်သူပဲပြောရတော့မှာပေါ့ဖေ။အင်း။အိဗယ်ကတော့အတူတူပါပဲဖေ။အော်အော်ဟုတ်ပါဟုတ်ပါ။အဲ့တော့ဒီဇမားကြီးကဒီတရားတွေအခုဆက်ပြီးတော့ကြည့်မယ်ဆိုရင်ဒီတော့ဒါဇမားကြီးကိုသူများတွေကမုန်းကြမှာသူများတွေကတညှို့ထိုးကြမှာ ပြောဆိုခံမှာပေါ့နော်။လူတကာတွေကပြောဆိုခံမှာတညှို့ခံမှာအကဲ့ရခံမှာ။ အနိုင်ခံမယ်။နေဥဒုမဥဒုရိယရဲ့တရားတွေကိုကျင့်နေတော့ဘယ်လားဒီလိုမျိုးဓမ္မယုတ်တိုက်ခိုက်လာမယ်မထပ်ပြီးတော့နှောက်ယှက်လာမယ်ဆိုရင်ဓမ္မကြီးဘယ်လိုမျိုးပြန်ပြီးတော့တုတ်ပြန်မယ်ဘယ်လိုပေါ့။အာအဲ့ဒါလည်းတပည့်တော်ဝိဘဝဝင်မလို့ပါဗျာ။ဒီတော့ကိုရိုင်းကလည်းမွေးကြတဲ့အတိုင်းဝိဘဝတ်တွေများတဲ့သူဖြစ်တဲ့ဝိဘကဝတ်ပေါ့ဝိဘကဝတ်ပေါ့ဝိဘကဝတ်တွေများတဲ့သူဖြစ်တဲ့အတွက်မဆန်းတော့ဘူးခင်ဗျာဒါကလည်းတပည့်တော်ထပ်ပြီးတော့ကျောင်းမှာဝိဘကဝတ်ပါပဲခင်ဗျာဒါကဟိုဆွမ်းလာပြော သူတို့ပဲအကြောင်းကြောင့်အကျိုးပါဖေ။သူတို့ကသူတို့ကအကြောင်းဆုံးခဲ့လို့အခုအကျိုးပြန်ခံစားရတာပါဖေ။သူတို့ကလည်းအကြောင်းပြန်လို့ရင်ပြည့်သူအဖြစ်ပြည့်သူအစ်စ်ဖြစ်သူအဟောင်းပါဖေ။အကျိုးပြန်ခံစားမှာ။အဲ့တော့မတုံလို့ဘူးလား။အော်သူတို့ဗီဇတဘာဝအရာတုံးလို့တဲ့စိတ်ကသူအကြောင်းပေါ်ရင်ဟိုတုံးလို့ဆိုင်တွေ့ရင်တုံးလို့မှာပါဖေ။ဒါပေမဲ့သူတို့တုံးလို့တာအကြောင်းကြောင့်ကျိုးဆိုတာတိလိုက်တဲ့အချိန်မှာသူ့တဘောဆိုတာတိရဲ့အချိန်မှာသူတို့ ဘလို့မှမနေတော့ပါဘူးခင်ဗျဟုတ်ပြီအကြောင်းကျိုးနဲ့တိုက်ဆိုင်ရင်တော့ပေါ်တယ်ပေါ့အဲ့ပေါ်မှာတော့မတုံလှုပ်တော့ဘူးနော်တုံလှုပ်တာလည်းအကြောင်းကျိုးတိုက်ဆိုင်လို့တုံလှုပ်တယ်လို့သိသွားတယ်ပေါ့အဲ့တော့ဒီတရားတွေကိုဒီလိုမျိုးမတုံလှုပ်အောင်ဘာလို့မျိုးကျင့်ညာထုတ်ခဲ့လို့ဘာတွေသိသွားလို့ဒီမှာရမတုံလှုပ်တာဒီတရားပေါ်မှာအာတပည့်တော်တို့ကဒီအစအစပိုင်းမှာဒီတပည့်တော်တို့ကငါရှာကမ္မထန်ရှုရပါတယ်ခင်ဗျာငါရှာကမ္မထန်ရှုလိုက်တဲ့အချိန်မှာတပည့်တော်ကဒီရုပ်ခန္ဓာ၅ပါးကြီးကိုဟိုးတန်ရာကြတဲ့အခါတိုင်းငါဟာဆိုအရှိငါဟာဆိုယူထားခဲ့တာပါခင်ဗျာတပည့်တော်အဲ့ဒါကို ဒီယူထားတဲ့ငါဟာဆိုတဲ့ဟာကိုတည်င်းကားလေးအတိမြင်လောအောင်တို့ပြန်ရှာခဲ့ရတယ်ခင်ဗျာပြန်ရှာပြီးတော့ဒါငါဟာမဟုတ်ဘူးဆိုတော့တို့တည်င်းကားလေးတိသွားတဲ့အချိန်မှာတို့ဒီပေါ်ပထမဆုံးလို့ပြောပါပထမဆုံးအနေနဲ့တိသွားတာပေါ့ခင်ဗျာဒီ မောင်ငယ်အခန်းနေအလင်းကိုဖြတ်ခနဲ့မြင်လာတော့အပြင်မှာအော်အလင်းရှိပါလားဆိုတော့တစ်ခေါက်တိသွားတယ်ဖေကအမောင်နေတဲ့အခန်းကြီးကနေအလင်းကိုဖြတ်ခနဲ့မြင်လိုက်တဲ့ချိန်မှာတော့မြောက်ပြင်းတယ်လို့မျိုးပေါ့နော်အော်အပြင်မှာအလင်းရှိပါသေးလားဆိုတော့တိသွားတဲ့ချိန်မှာတို့တို့အမောင်မှာနေခဲ့တဲ့အတွက်ဝမ်းနေရတယ်နောက်အလင်းပြရတယ်ဝမ်းသာရတယ်အဲ့လိုမျိုးတစ်ခေါက်တိသွားတယ်ဖေကနောက်ပြီးတော့တို့တို့ရုံနံရှာရတဲ့အခါမှာကျတော့တို့တို့ဒီ ီမှာကတို့တော့ဒါငါမရှိဘူးငါမရှိရင်ဘာရှိလဲဆိုတာရှာလိုက်ရှင်မှာရုံနဲ့နန်းလို့တခြားဘာမှမရှိပါဘူးလားဆိုတာလည်းသိခဲ့ရပါတယ်ဖေ။အော်နောက်ကြော်လဲအဲ့ဒီရုံနဲ့နန်းကလဲတွတ်တူလကားကြီးဖြစ်လာတာမဟုတ်ဘဲနဲ့အကြောင်းကြောင့်အကျိုးကြီးဖြစ်ပါလားဆိုတာလည်းသိခဲ့ရပါတယ်ဖေ။အဲ့လိုမျိုးအဆင့်ဆင့်တည်လာရတဲ့အတွက်တို့တို့ကြောက်ချင်းလည်းမရှိတော့ပါဖေ။ဟွန်းဟွန်းကောင်းတယ်နော်။ဟုတ်ပါဘူး။ကြောက်ချင်းလည်းမရှိတော့ရှိတော့ပါဖေ။ဟုတ်အဲ့တော့ဒီလိုပြောနေတဲ့လူတွေအပေါ်မှာရောဓမ္မကြီးကအခုလိုကိုယ့်ရဲ့တရားတွေအပေါ်မှာကုဆရာသမားတွေအပေါ်မှာ ်ဦးတို့ဒီကြည့်နေတဲ့အရိယမဏ္ဍရဲ့တာဝါကအားလုံးပေါ်မှာအဲ့လိုအရမဝါရလို့ပြောချင်မှာဓမ္မိတ်စိတ်မှာဝမ်းမနေဘူးလားအာတပည့်တော်ကတော့ဒီတပည့်တော်တို့အတွက်ဒီတော့ဝမ်းမနေပါဘူးခင်ဗျာဆရာတော်တို့အတွက်တပည့်တော်တို့အတွက်ကြတော့ဒါကအကျိုးပါခင်ဗျာခံကိုခံရမယ့်အကျိုးပါခင်ဗျာသူမဲ့လုပ်တဲ့သူတွေအတွက်ကတော့ဝမ်းနေပါလေခင်ဗျာသူတို့နောက်တစ်ချိန်ပြန်ပြီးတော့အကျိုးခံမှာပါခင်ဗျာအဲ့တော့နောက်ပြီးတော့ဒီတာနောက်နောက်တာတနာတရားကိုတဲ့အတန်ရှာနေကြတဲ့နှစ်တည်း တရားစခန်းကြီးယာနဲ့ချီအောင်ဝင်းမြော်တရားကိုတည်တယ်ရှာနေကြတဲ့သူတွေလည်းဟိုမခိုင်ကြီးရဲ့အတွက်သူမြတ်စကားတစ်လုံးနဲ့လွဲတော့မှာကိုလမ်းနေလွဲပြီးတော့တန်ရာတွေဆက်ရှိမှာကိုလည်းဝမ်းနေပါရဲ့ခင်ဗျာ။ဩခုတော့တော့ဦးဇင်းတို့ဓမ္မရုပ်တော့ဝမ်းနေပါဦးခင်ဗျာ။ဩသူတို့နောက်လူတွေအတွက်ဝမ်းနေတာနော်။နောက်လူတွေအတွက်ဝမ်းနေ။တရားသူတရားပြင်ပြင်မှန်မှန်ကြည့်နေရတဲ့လူတွေမှန်ပါခင်ဗျာ။တကယ်လူကျင်တဲ့လူတွေမသိသေးတဲ့လူတွေအတွက်ဝမ်းနေတာပါနော်။ဟုတ်ပါမယ်။အဲ့တော့ဒီတရားတွေကြည့်မယ်ဆိုရင်ဓမ္မကြီးကိုလူတွေကနောက်ကမုန်းတဲ့ပြင်ကိုခုနက ဖမ်းခံရမှာဒီတရားတွေကျင့်ဒီတရားတွေပေါ်နဲ့ကျင့်ဖမ်းမယ်ဒီတရားတွေဟောရင်ဖမ်းမယ်မဒီတရားတွေဟောလို့ဓမ္မကြီးကိုတတ်မယ်ဆိုရင်ဓမ္မကြီးဘလို့ပြန်ပြီးတော့တုတ်ပြန်လိုက်ပေါ့အော်တပည့်တော်တို့ကတာတဏျာတို့အတက်ခံပြီးပါ ਈ ဖေဖမ်းနဲ့ဖမ်းခံပြီးတော့ပါ ਈ ဖေဒီမျိုးစုံလုတ်ခဲ့ရပြီဖေမြတ်စွာဘုရားဟောတယ်လို့ဒိဋ္ဌိမဖြုတ်ဒီခေါင်းက မိလောင်နဲ့ရေမလှန်ဆူးနေရတော့မလို့ပွင့်နေဒိတ်တီအရင်ဖြုတ်ပါဆိုတော့တို့ဖြုတ်ပြီးသွားပြီဖေဖြုတ်ပြီးသွားပြီဆိုတော့အော်ဘာရင်လို့တော့မယူဆမှာတို့တို့တိသွားပါပြီနည်းနည်းတော့တိသွားပါပြီဖေအဲ့တော့ဒီခံစားရတဲ့ဘောမှာတို့တို့မယူတော့ပါဘူးဖေဒီအရမဝါရလို့ဦးတို့ဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ထားတဲ့ဒီတရားတွေဘောမှာဓမ္မကြီးက၈ဆက်ဘယ်လောက်ထိလက်ဆက်တွဲသွားမလဲဦးတို့ဒီတရားတွေဘောမှာတပည့်တော်ကအလင်းကိုမြင်ပြီးသွားပြီဖြစ်တဲ့အတွက်အလင်းထဲမှာနေနေအောင်ထိဆက်ကြိုးစားမှာပါဖေဟုတ် လုံးဝအမောင်နေကင်းစင်သွားတဲ့အထိပေါ့။အမောင်ကင်းစင်သွားတဲ့အထိ။အမောင်နေကင်းစင်သွားတဲ့အထိပေါ့။အဝိဇ္ဇာတွေစင်သွားတဲ့အထိဆက်ပြီးကျင့်မှာပေါ့နော်။မှန်ပါဖြစ်။ဟုတ်ပြီ။အဲ့တော့ဒီသာသနာမှာမတိသေးတဲ့နားမလည်သေးတဲ့လူတွေအခုလိုမျိုးဥစဉ်တရားကိုတော့အာရမလိုလူတွေအားလုံးကဝိုင်းပြောနေတဲ့အချိန်မှာအဲ့ပြောလာတဲ့လူတွေပေါ်မှာသူတို့တွေရောဓမ္မရဘာတွေပြောပြကြတယ်အဲ့လူတွေအားလုံး။အာတပည့်ကိုပြောချင်တာကတော့ဖေဟာဒီဒီစာပေပရိယတ်တီဆိုတာကဖေဟာဒီမြတ်စွာဘုရားကဒီ တို့တော့လေဘာမှမသိပါဘူးဖေဟာတို့တော့အကြောဘွားအနာဘွားဒါပေမဲ့တို့ကမွေးကြတဲ့အတိုင်းဒီတရားတွေအကြောင်းစာပေပြည့်ရဲ့နေနဲ့တော့မဟုတ်ပေမဲ့ဟိုအကုန်မွေးကြတဲ့အတိုင်းတိလာဟိုနားရင်နေပါပြီဖေဟာဒီတို့တော့မသိရဆက်တော့ဆိုတာလည်းမရှိတော့ရှိနေပါပြီဖေဟာအဲ့တော့တို့ပြောချင်တာကဒီစာပေပြည့်ရဲ့ဒီဆိုတာကတို့တို့ကတရားပါဒနာရဲ့ပန်းနိုင်ရနိဗ္ဗာန်မှာဖျားမြတ်စွာဘုရားကလာနိဗ္ဗာန်ရောက်စေခြင်းတို့ဒီနိဗ္ဗာန်ကိုသွားတဲ့နန်းလွဲနေမှာဆိုးလို့ လမ်းလွဲနေမှာဆိုးလို့ဆိုရတဲ့ဒီခိုင်ကြီးနေအောင်လို့ဒီပြည့်ရည်ကိုထားခဲ့တယ်ပါဖေ။ဒါပေမဲ့သူအခုဟာကတို့တော့ကဘယ်လိုပြောအောင်လဲဆိုတော့ခီးတခုတို့တော့ရန်ကုန်သွားတယ်ရန်ကုန်ရန်ကုန်ကတို့တော့ပန်းနိုင်မှာဖေ။ဒီပြည့်ရည်ဆိုတာမြေပုံမှာဖေ။တို့တော့ကမြေပုံကြီးကို အရှိဆွဲနေပြီးတော့အာဒီမြေပုံတိုင်းမှာမဟုတ်ရင်မတော့အောင်ဆိုမဟုတ်ပါဘူးခင်ဗျာတို့ရန်ကုန်ဘယ်နည်းအောင်ဆိုရောက်နိုင်ပါတယ်ခင်ဗျာအဲ့ဒါကိုတို့ပြတော့ကတခြားဘက်ကဒီဟိုညာဘက်ကပဲဆင်းသွားတာပဲဖြစ်ဖြစ်အဲ့လိုသွားရင်ကြောက်သွားလို့အာဒီလိုရောက်တယ်ဆိုရင်မဖြစ်နိုင်ဘူးဒီမြေပုံတိုင်းကမဟုတ်ဘူးဆိုပြီးတော့လို့အတင်းကြီးဆွဲဆွဲနေရကြီးတော့မကောက်ပါဘူးခင်ဗျာတို့ပြတော့ပြီးတော့တို့ပြတော့ တခြားတခြားသောလူတွေကိုပြောချင်တာကဒီလိုတော့တသံတရားလုံးတစ်ခုလုံးမှာပေါ့နော်ဒီတရားကြီးကိုဒီမရင်မတွက်နိုင်အောင်ဒုက္ခတွေခံခဲ့ပြီးရှားခဲ့ပြီးဖေဖေကတော့လဲပြီးတော့ပါပြီဖေဖေဟိုဒီမောပြီးရဲ့အတစင်းနဲ့လူပြီးရဲ့အတစင်းထိရာထိမှသာခက်ခဲလာတဲ့ခွင်းကြီးနဲ့ဒီလိုလူဖြစ်လာရပါတယ်ဖေဖေအဲ့ဒီအချိန်မှာပေါ့ဒီတရားကို အမြတ်အရှင်ဘုရားကနိဗ္ဗာန်ကိုလုံးလုံးပို့ပေးမယ်လို့မပြောဘူးပါဖေ။တောတာမဖြစ်စီရမှာဒါကနာမဖြစ်စင်မှာမပြောပါဘူးဖေ။အဲ့လိုမပြောပါဘူး။ဒီဒါပေမဲ့ဒါကတေချာပေါ့နိဗ္ဗာန်ရောက်ဖို့အထောက်တန်လန်းအခုတော့ဖြစ်ဖို့ဖြစ်မှာပါဖေ။အဲ့ဒါကိုဒီအကိပြောခဲ့တဲ့ဆိုရင်တော့မှဘဲပေါ့နော်လူတွေအနေနဲ့ကဘဲသူကမှနိဗ္ဗာန်ကိုလိုက်ပို့ပေးမယ်လို့မပြောပါဘူး။အဲ့တော့ပြောတဲ့နေရာကိုသွားပြီးရှာတင်ပါဖေ။ဘာလို့လဲဆိုတော့ ဒီသူတို့တတနေအောင်ရှာပြီးသွားရပါဖြစ်啊အဲ့တော့ဒုက္ခဒီနင်းနင်းရက်နင်းငယ်လောက်ငါးရင်နင်းငယ်လောက်လိလာလိုက်တာကဒီမခက်ခဲပါဘူးဖြစ်အဲ့ဒီတော့ကျွန်မကိုကတကယ်ဟုတ်မဟုတ်ပြန်ပြီးတော့စဉ်းစားစီချင်ပါတယ်ပေါ့နော်ကိုကတတနေအောင်ရှာထားတဲ့ဟာကြီးကိုအလကားနေအလကားကြီးအပေါ့ဒီဘာမှမဟုတ်တဲ့စကားလေးတစ်ခွန်းနဲ့အချို့ချို့တော့လူတွေဆိုလို့ရှိရင်လည်း comment အချို့နဲ့ပဲဒီလမ်းလွဲသွားတာယူရဝမ်းနေပါတယ်ဖြစ်啊 ဟုတ်ကဲ့တော့မရတရားအထုတ်တာဘယ်ရွေတဲ့စပြီးအထုတ်ခဲ့တယ်။ကျွေးတော်ကအင်းတိတက်စရွေလောက်ကလေးအတိုင်းတရားနဲ့ရှင်းနေခဲ့တာပါဗျာ။ဘယ်ရွေလဲတိတက်စဆိုတော့တိတက်စဆိုတော့တပည့်တော်နှစ်နှစ်သုံးနှစ်လောက်ကလေးကအတိုင်းနှစ်နှစ်သမီးကလေးအတိုင်းအဟိတုပစ္စည်းကိုအလို့ကျက်ခဲ့ရပြီးတော့ဒီ၃နှစ်နှစ်၅နှစ်လောက်ဆိုတပည့်တော်ရုံနံကိုတော်တော်ကိုနားရည်နေပြီးတော့၆နှစ်၇နှစ်လောက်မှာတပည့်တော်တော်တော်များဖြစ်ဖို့ရည်ရွယ်နေခဲ့တာပါဗျာ။ဩ အဲ့လောက်ရှိတရားကိုဒီတရားတွေကိုလိုက်လိုက်စားခဲ့တာအခုအသက်ဘယ်လောက်ရှိပါလဲဒီမကြီးကတို့ရောအသက်16နှစ်ပါဖေ16နှစ်ဖြစ်သွားပြီနှစ်နှစ်သမီးလောက်တဲကဒီတုပစ္စည်းကိုလိုရအောင်ချက်လာခဲ့တာမှန်ပါဖေအဲ့တော့ဘာရွေချက်နဲ့ကျင့်တာလဲမကြီးကရွေချက်ကအဲ့ဒီတော့ကတော့တို့ရောကအဲ့တရားတွေကိုအဲ့တော့ဆိုတော့ငရေမကြချင်ဘူးပါဗျာငရေမကြချင်ဘူးအဲ့တော့ဆိုရင်လုံးဝယဟန်းလာမဖြစ်ချင်ဘူးတော့တော်တော်ပဲတော်တော်ပဲဘောနဲ့ပြင်မှာပဲနေချင်တယ်ဆိုဒါပေမဲ့ အဲ့တော့တပည့်တော်ကအိုက်တော်ဆိုတပည့်တော်နန်ကိုမတိပါဘူးဗျာရုပ်ဝေဒနာနဲ့တင်လေခဲ့ရတာပေါ့ဗျာအာနောက်ပိုင်းနောက်ပိုင်းနန်နေတိလာလဲအဲ့နန်နဲ့တင်ဒီဗလပ်ချာလာရိုက်ပြီးတော့တပည့်တော်ဆိုရင်ဒီငါ့ကိုပထမဆုံးတည့်ရဆိုဆိုအတဲ့တန်ငိုခဲ့ရပါတယ်ဗျာဒီငါကြောင့်နရုပ်ဘလောက်တိတိနန်ဘလောက်တိတိငါမတိလို့ရှင်လဲနေဦးမအောင်ဆိုပြီးတော့တိတိငိုခဲ့ရပါတယ်ဗျာဟုတ်ကဲ့အဲ့တော့ဓမ္မကြီးကနှင်းနေသမီးတွေကနေစပြီးတော့ဒီဟိတုပစ္စည်းကိုလိုရအောင်ကြက်ခဲ့တယ်ပေါ့နော်မှန်ပါဗျာအဲ့ကျင့်ကျင့်နဲ့ကျင့်ရတဲ့ရွယ်ချက်ကပါလို့ပြန်ပြောပြပါဦး အော်ကျင့်ရတဲ့ရွေးချက်ကတို့ခန္ဓာ၅ပါးရဲ့တဘာဝကိုတဘာဝတိုင်းသိစေချင်လို့ပါခင်ဗျာသိချင်လို့ကျင့်တာအဲ့လိုကျင့်တယ်ပေါ့ပထမရွေးချက်ရှိပါတယ်ငငယ်တွေကစကျင့်တဲ့ရွေးချက်ကပါလေအတို့ငရေမကြချင်လို့ပါခင်ဗျာငရေမကြချင်လို့ဟုတ်ပြီအဲ့ကြောင့်မို့ခုနှစ်ခုနှစ်နှစ်သမီးမှာတော်ရပန်တီးရမှဆိုပြီးကျင့်တာဟုတ်ပါခင်ဗျာဟဲ့လားသူများအမေဒီမိဘတွေကကျင့်ခိုင်းလို့ ကျင့်တာလားကို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 ယ်တိုင်လိုချင်လို့ကျင့်တာလားအာတပည့်တော်ရဲ့အဓိကအထောက်ပံ့တပည့်တော်အမေပေါ့ဗျာတပည့်တော်ကလေးဆိုလဲဘလို့လို့တရားလုတ်ချင်ပါလေဗျာတော့တပည့်တော်အမေကအတင်းရိုက်အဆွဲခေါ်အမျိုးလုံးဆွဲခေါ်ပြီးတော့ကျင့်ခိုင်းတာပေါ့ဗျာတော့တပည့်တော်တော့တော့ပဲဟိုဝိတာခါအကြောင်းလဲတို့အများကြီးပြောပြရတယ်တို့ခုနှစ်နှစ်မှာတော့ဝိတာခါကိုစမ်းချင်းလိုက်ချုံမယ်ဆိုပြီးတော့တွေးခဲ့ပါတယ်ဗျာဟောနှစ်နှစ်သမီးတဲ့ကခုနှစ်နှစ်သမီးအရွယ်မှာတောရဗန်တရားဝိတာခါလို့တောရဗန်တရားမှာဆိုတဲ့စိတ်နဲ့ကျင့်ခဲ့တယ်ဟုတ်ပါပြီเนาะအဲ့တော့ ဘယ်အချိန်မှဓမ္မကြီးဆန္ဒပြခဲ့တာလဲအာတပည့်တော်အသက်73နှစ်74နှစ်လောက်မှာထင်ပါတယ်ဖေဟုတ်တယ်အဲ့ချိန်မှာပြီးတော့ငါ့ကိုသိခဲ့တာပါဖေဘယ်လိုမှဘယ်လိုဘယ်တရားတွေကျင့်လို့သိတာတော့ငါရှာကမ္မထမ်းကြလို့ဟုတ်ဦးဇင်းရဲ့ဒီကဦးဇင်းရဲ့စတွေ့မှာအဲ့ရကိုဓမ္မကြီးရဲ့လူကျင်တဲ့ဆန္ဒတွေပြီးတော့ဟုတ်ပါဖေဟုတ်ပါဖေအဲ့တော့ဆိုတပည့်တော်ရှင်ပြောက်ကိုတော်တော်သိနေပါဖေဒါပေမဲ့အဲ့ဒါတော့မှမကျင့်ဘူးပေါ့နော်တခါမှမရှာခဲ့ဘူးပေါ့ဒါပေမဲ့ဟိုအကြောင်းထောက်ခံစုံသွားတဲ့အတွက်ပထမဆုံးရှာတဲ့အချိန်မှာပဲပထမဆုံးတန်းပြီးတော့တွေ့ပြီးတော့ ဖြန်ခံငိုခဲ့ပါလေဖေ။ဟောဥစဉ်ဒီတရားတွေပြီးသွားတော့ဓမ္မရအဖြန်ခံငိုခဲ့သေးရပါ။ဟုတ်ပါဗျာ။အဓိကဒီတရားတွေကဘသူကြောင့်တည်စပြီးဥစဉ်တရားတွေရင်းနှီးခဲ့တာ။ဘယ်လိုအမေကြောင့်ပါ။အမေကမိတ်ဆက်ပေးတာပါနော်။ဟုတ်ပါဗျာ။ဟောဟော။မေရဆရာတော်ဆရာကြီးရတာနောက်ဆုံးဖြစ်နေဆရာတော်ဆရာကြီးရတာနောက်ဆုံးဖြစ်နေဟာလာမိသားစုလိုက်နော်ဒီတရားတွေကျင့်တဲ့ပုံမှာဓမ္မတို့အိမ်မှာကို့အတွက်ဘာတွေကြိုးရှိလဲမိသားစုလူ၄ယောက်လုံးကျင့်နေဘောနော်ခုနကဓမ္မကြီးညီမလေးလည်းပါတယ် မိသားစုမေးရောက်လို့ဦးဇင်းရဲ့တရားတွေကျင်းတော့ဓမ္မတို့မိသားစုပြစုလုံးအတွက်ဘာကျိုးရှိလို့တော့အာဓမ္မတို့မိသားစုကအမှန်ဟိုဝိကျွေးဆိုင်ရတဲ့မိသားစုလိုပဲပြောရမှာဖြစ်အောင်စားစရာများပြီဆိုလို့ရှိရင်များပြီးတော့ငတ်ဆိုလဲလုံးလုံးငတ်တဲ့အမျိုးသားဆိုတော့ဒုက္ခအရင်ဟိုပြည်စုံဝင်မဲ့ဒုက္ခရောက်တဲ့မိသားစုပုံစံမျိုးဖြစ်နေရပါဖြစ်အဲ့တော့ဓမ္မတို့ကလည်းအားလုံးကလည်းဒီ ဟိုဂျိုကရှိရဂျိုကဂျိုတော့မလားတို့မျိုးဗီဇရှိရတယ်တယောက်မှမကောင်းပါဘူးခင်ဗျာအဲ့တော့ room မှာကအများနဲ့ပြဿနာနဲ့ပြည်နေပါတယ်ခင်ဗျာတို့အိမ်ကဒီကိုယ်ဟာကိုပိုင်းအတားကြီးနေပြည်နေကြပါခင်ဗျာတို့အဲ့လိုတရားတည်သွားကြတဲ့အချိန်မှာတို့ဘယ်နဲ့တို့ညီမလေးကမတည့်ပါဘူးခင်ဗျာမတည့်ပေမဲ့ဒီဟိုနောက်ပိုင်းကျရင်ဖြစ်နေအောင်ပါပဲ ိုတော့အနေအနေတော့ဘာနေရှုနော်အဲ့လိုမျိုးဖြစ်ကုန်ကြပါရဲ့ဗျာကိုတရားကိုကိုကိုရှုပေါ့အဲ့လိုဖြစ်သွားကြပါပြီဗျာဒါပေမဲ့မိဘကြီးဆိုလို့ရှင်လဲဘာကျန်တဲ့အကြောင်းနဲ့မှရံမသက်ဖက်နဲ့တရားနဲ့ပဲငါလည်းငါတရားငါသိနေအဲ့လိုမျိုးဖြစ်ကုန်ကြပါရဲ့အဲ့လိုဖြစ်အောင်နော်အဲကိုကိုကိုရှုကြအဲ့လိုဖြစ်ကုန်ကြပါရဲ့ဗျာအရင်ကဘလို့ကွာချားသွားလဲအများကြီးဒီလိုကနေခုနေအရင်ကဆိုရင်တော့နေလို့မဖြစ်ပါဘူးဗျာအရင်ကိုပြေးတီပြေးနေနေကျန်တဲ့ရန်သူတွေမကြောက်ကိုမိသားစုရန်သူတွေကြောက်ကိုမိသားစုနဲ့တင်ကိုပဲဟိုအိမ်မှာကိုမနေချင်တာပါဗျာဟောအဲ့လိုတော့မဟုတ်ဘူး တရားအတွင်းမီကိုတော်တော်ညှင်းရတာပဲเนาะနောက်ကခုတော့ဒီအင်းကဟိုသူသူကိုယ်တည်းရန်သူမဟုတ်တော့ဘယ်နဲ့အင်းကဆိုအင်းကကိုယ်တည်းဟိုရန်သူဖြစ်ပြီးအပြင်မှာတူတော့နေရတာတာယာနေတော့အခုကအင်းကတူတော့အိမ်ဖြစ်သွားပါရဲ့ခင်ဗျာဟိုအင်းကနှဲ့ရင်ဖြစ်သွားတာအဲ့တက်တူလာတော့အင်းအင်းကအိမ်ဖြစ်သွားပြီးအပြင်အပြင်ဖြစ်သွားတာဟောအင်းကအိမ်ဖြစ်သွားအပြင်အပြင်ပြင်ဖြစ်သွားတာเนาะဟုတ်ပါပြီအဲ့တော့ဒီတရားပေါ်မှာဓမ္မကြီးကအခုနဆက်ပြီးတော့ကြင့်မယ်ဆိုရင် နော်ဒီတရားတွေဆက်ပြီးအားထုတ်မယ်ဆိုရင်တော့ဟိုဘက်မှာဓမ္မယုဝိနည်းစရာကဒီတရားတွေအားမထုတ်နဲ့အားထုတ်တဲ့လူတွေအေးအေးယူမယ်အားထုတ်တဲ့လူတွေကိုပြဿနာရှာပြီးတော့ဓမ္မယုနော်အရိယမန္တန်ရဲ့တရားတရားတွေကိုဆက်ကျင်ဓမ္မယုတတ်မယ်နော်ဒီတရားတွေကိုမကျင့်လို့ရှိရင်ဆုလက်တွေချီးမြှင့်မယ်ဓမ္မယုဆုလက်တွေချီးမြှင့်မယ်ဆိုရင်ဓမ္မယုဘယ်အောင်ယူမလဲအမနိုင်ပြရမစတူရောမှာကခိုင်းကြည့်တော့စိတ်ခိုင်းကြည့်တော့နှလုံးသားမရှိပါဘူးခင်ဗျာတပြုတော့ကအမြဲတမ်းနေရရင်တက်တဲ့ချင်းရှိပါခင်ဗျာ ဒါမဲ့အကိအမတပိတော့အဲ့လိုရွေးလာခဲ့လို့ရှိရင်တပိတော့အကျိုးများတဲ့ဟာကိုယူမှာပါခင်ဗျာတပိတော့တေချင်းအတွက်အကျိုးများလို့ရှိရင်တေချင်းအတွက်အကျိုးများလို့ရှိရင်တေချင်းကိုရွေးပါမယ်ခင်ဗျာတေချင်းကိုအကျိုးမများလို့ရှိရင်တပိတော့တော့မှတပိတော့အမေကိုပြောပါသေးတယ်တပိတော့အမေ ကပေါ့နော်သူ့ကိုတမ်းမဲ့တခြားအဲ့လိုဒီဘာသာကိုတရားဖះဖះမဟုတ်တရားတရားမဟုတ်တန်ငါတန်ငါမဟုတ်ဘူးပြောတခြားခိုင်းဟိုတခြားဘာသာလည်းဝင်ဆိုပြီးပြောဆိုပြောတော့သူကမေကအာအဲ့တော့အတရားအရန်တည်တယ်ပြီးတော့ drone model ပေါ့ဗျာအဲ့တော့မိမိကဘာပြောလဲဆိုသူတို့ထင်လိုက်တာအာတက်တက်ဆိုသွားမယ်ဆိုနေထင်လိုက်တာသူကဘာပြောလဲဆိုတော့ ခိုင်းမယ်ပါဝင်လိုက်မယ်တဲ့အဲ့ခိုင်းနဲ့သူကလူလူကလူသားဟိုကလို့ချုပ်ထင်းလို့ရမယ်စိတ်ခေကနှလုံးသားဓမ္မကိုတော့ချုပ်ထင်းလို့မရပါဘူးခင်ဗျအဲ့တော့တပြော်လည်းတေးချင်းတွေအကျိုးများတော့တေးလိုက်ပါမယ်ခင်ဗျတေးချင်းတွေအကျိုးမများဘူးတပြော်အနေနဲ့ဒီပတ်စံရမယ်ဆိုတော့ပတ်စံနဲ့တစ်ဖက်တစ်လက်နေတာနာကိုပြန်ပြုတ်လို့ရပါတယ်ခင်ဗျအဲ့တော့ဓမ္မကတော့ဓမ္မကနှလုံးသားထဲမှာအမြင့်ရှိမှာပါခင်ဗျဟုတ်ဒီတော့ကအမေကအုံးမအုံးမတယ်ဟုတ်လားအုံးမတယ်ဟုတ်လား အာ role model role model ဩ role model သူဆရာသခင်ပါဆရာသခင်ပေါ့သူကအဲ့လိုတရားတို့လုံးဝရရတောက်ပေါ့နော်အရင်တော့ဒါပေမဲ့ခုနတမိုင်းမိကုန်းနဲ့ပြန်ပြောပါဆိုအဲ့လိုဘယ်လိုမိလိုက်လို့သူကဘယ်ရောက်ရွေးမှာအာပေါ့ တပည့်အမေကိုအဲနင်းဖះဖះမဟုတ်ဘူးတရားတရားမဟုတ်တန်ခါတန်ခါမဟုတ်ဘူးလို့ပြောပြီးတော့တခြားဘာသာနဲ့ဝင်ရမယ်အဲ့လိုမဟုတ်ရင်တတ်ပြင်မယ်လို့ဆိုပြီးတော့ပြောမှဆိုဘာလုပ်မှလဲလို့မေးရပါဖះသူကမေးရတော့တပည့်ရောကာလာမသိဘူးဒီလိုအကြောင်းကြီးဆုံးပြီးမေးမိသွားတော့ဟုတ်ကဲ့လို့အမေကိုပြန်တရားပြန်စစ်ကြည့်ရတော့ဟုတ်လားအမေကရိုးမယ်တယ်ဆိုတော့မှန်ပါဗျာအဲ့လိုမေးတော့အမေကဘယ်လိုပြောလဲအာ तू ကပေါ့နော်အဲ့လိုဆိုတော့ ဝင်လိုက်တပည့်တော်ထင်လိုက်တာကတော့အော်ဘလို့နေနေပေါ့တတ်တတ်ဆိုပြီးတော့ဒီမှာပဲနေမှထင်တာမဟုတ်သူကဘာအိုက်ဘာတရားတဲ့ဝင်လိုက်မယ်တဲ့ဝင်လိုက်မယ်ပြီးတော့ဖခင်ပြောင်မတရားမတရားမလို့ပြောလိုက်မယ်တဲ့ဒါမှမဟုတ်အဲ့ဒါဓမ္မဓမ္မစိတ်ထဲမှာပါတော့ဓမ္မဓမ္မပဲမလို့သူတို့ယင်းထဲမှာရှိဓမ္မကိုတော့တားလို့မရဘူးလေအဲ့တော့ကိုယ့်ကိုယ်ဆက်ပြီးကျင့်နေလိုက်လို့ပြောရတယ်ပြေအော်တားလို့မင်းလေးပေါ့တားလို့မျိုးရှောင်းနေပါလားဟုတ်ပါဗျာဟုတ်ပါနော်အဲ့တော့ဒီတရားတွေအပေါ်မှာဥရင်ပေါ်မှာဒီလိုမျိုးအာရမလို့ပြောတော့ဓမ္မယဥရင်ပေါ်မှာအကြီးညိုတွေပြတ်မသွားဘူးလား တပည့်တော်ကရှင်းမသေးဘူးလားအရမ်းမပြတ်သွားတော့အဲတပည့်တော်ဗီဇနဲ့ဇယိုက်ပုံမှာကိုရိုင်းနဲ့ဗီဇဆိုးဇယိုက်ဆိုးဖြစ်တဲ့အတွက်ဟိုအကျိုးတပည့်တော်အကျိုးအကြောင်းနေရာလည်းမကောင်းတဲ့အတွက်အကျိုးမကောင်းပါဘူးခင်ဗျအဲ့တော့ကိုရိုင်းလည်းမြင်တော့သူတပားကိုလည်းကောင်းကောင်းမြင်နိုင်ပါတယ်ခင်ဗျဒီဒီလူတွေကပေါ့နော်ဘိုးပေါ့ဒီဒီအရိယာတွေဆိုလို့ရှိရင်ဟိုတော်တော်များဆိုတီလာရှိမှလူဆိုတာကကိုရိုင်းတာတီလာမရှိဘူးသူများတီလာရှိမှကြိုက်တာပါခင်ဗျအဲ့တော့ ကိုယ်တိုင်းလည်းတီလာရှိမှာမဟုတ်ကြက်ကြက်တတိတာသူများတွေလည်းတီလာရှိနေမှာပေါ့နော်အဲ့လိုမျိုးတွေ့တာပေါ့ဖေကအဲ့တော့အုံးကိုသူတို့ကလည်းတိရကဓမ္မမဟုတ်မှန်းသဘောပေါက်သွားတယ်ဖေ။အဲ့တော့ဓမ္မကဓမ္မတိရတိရဖြစ်သွားတာပေါ့ဖေ။ဟုတ်ပါပြီပေါ့။အဲ့တော့တိရကိုပယ်မှာလားဓမ္မကိုပယ်မှာလား။အော်တိရကို ပဲမှာမဟုတ်ဘူးဗျာပဲတိရကလည်းတိရအကြောင်းတိရအကျိုးပါပဲဗျာတိရမကောင်းရင်တိရအကျိုးခံမှာဒါပေမဲ့ဓမ္မကလည်းဓမ္မအကြောင်းဓမ္မအကျိုးပါပဲဗျာဓမ္မလို့ရင်ဓမ္မရအောင်ပါပဲဗျာဒီဓမ္မလို့ပြီးတိရမလို့လို့ရှင်လဲဒီဓမ္မရင်ထဲမှာကိတ်နေမယ်ဒီလောကီရပတ်မှာဆိုတော့ဒုက္ခတွေခံရမှာပါပဲဗျာအဲ့တော့ဒါပေမဲ့ကိုယ်ကစိတ်ထဲမှာခိုင်းကြည့်သွားတဲ့အချိန်မှာဒုက္ခတွေလည်းဒုက္ခသဘောဒုက္ခဖြစ်သွားမှာပါဗျာအဲ့တော့ တကယ်လို့ကြုံလာလို့သီလနဲ့ဓမ္မနဲ့ဘယ်ဟာအဲ့တခုပဲဆိုဘယ်ဟာပဲမလဲတကယ်လို့တတန်နီယာလုံးသီလဆောင်းထင်းခဲ့ပြီလို့အောက်တန်နီယာထက်တန်နီယာလဲပြီးတော့ပါပြီခင်ဗျာဩအဲ့တော့တို့ရောလွတ်ရဓမ္မကိုဝယ်ယူမှာပါခင်ဗျာဟုတ်ပြီဘယ်ဟာပဲလို့ရလို့လဲအာဘယ်ဟာမှပဲလဲလို့မရနော်ဒါဥစဉ်မေးခဲ့တာပေါ့နော်ဟုတ်ပါပြီရပါအလုံးသာဓုခေါ်ပါနော်သာဓုသာဓုသာ